ကလေးပါဖို့ရောဒီလက်ရှိအမ်ကြာခင်သွားမဲ့ဒီအာထိုင်းဒီခြေစံပွဲတွေတော်ကောပေါ့နော်ညီမအကောင်းဆုံးစူးစမ်းနေပါတယ် ခုပြင်ဆင်နေရတော့ဟိုအောင်တို့ဆယ်လာပိုင်းမှာ time ဝဲရှိရပါတော့ခြေစမ်းဝဲလေးအဲ့ဒီအတွက်ကိုပြင်ဆင်နေကြပါတယ်ပေါ့ကျွန်မကတော့ဒီအဲဖူဆယ်ကနည်းနည်းဟိုခုမှနည်းနည်းတိုးတက်လာတာပေါ့နော်တိုးလာလာတဲ့အခါမှာညီမအနေနဲ့ကတော့ပြောချင်တာအကောင်းဆုံးညီမကိုစူးစမ်းခဲ့မယ်ကာလာတစ်ခုဝင်အောင်လည်းညီမကိုစူးစမ်းခဲ့မယ်ဟုတ်အများကြီးမျောလင့်ပါတယ်ဘာလို့လဲဆိုတော့အခုကအချိန်ကန့်သွင်းတာအချိန်ကြာတယ်လေအများကြီးပြင်ဆင်ခွင့်ရတာပေါ့အချိန်ရလုံးအကောင်းဆုံး training လုပ်မှစီးကင်းမှာပေါ့ပြန်လာရင်ဆွေးကြုံနေနေပြန်လာမှာဖြစ်တယ် ครับพ่อหมอไม่ชิดชิด လေကြီးပြင်ဆင်မှုကတော့ညီမလို့အခုဒီဟာငါးဘက်ကျော်လောက်ရှိပြီပေါ့နော်ပြင်ဆင်မှုမှာအများကြီးအဲဒီကစားသမားကြီးပေါ့နော်နည်းနည်းတီးတာလေးတိုးတက်လာတာလေးတွေ့ရပါတယ်ဟုတ် အဲ training ကညီမတို့စပြီးကန့်ဝင်နေရနီးပြတယ်ဆမ်းမမလျှော့ဘူးအဲဒီဂျင်လဲဂျင်အရပြီးကွင်းထဲမှာလဲကွင်းထဲရညီမတို့တော့သူအားတော့ခေါ်ဆိုင်နေသူလုပ်ပြီးတယ်ပြကြတဲ့ခါမှာမှားရင်လဲသူပြင်ပေးတယ်ပေါ့နော်ဟုတ်အာဟုတ်ညီမလဲအကောင်းဆုံးစူးစမ်းနေပါတယ်ဒါအခုကလူကအပိသက်မရွေးရသေးတဲ့ကြောင့်မလို့ပေါ့နော်အဲစီကိန်းကြီးပါဖို့ရဒီလက်ရှိအမကြခင်သွားမဲ့ဒီအထိုင်းဒီခြေစံပွဲတွေတော့ပေါ့နော်ညီမအကောင်းဆုံးစူးစမ်းနေပါတယ်ဟုတ်ဟုတ်အခုပြင်ဆင်နေရတော့အခုအရင်ဆယ်လာပိုင်းမှာထိုင်းပွဲရှိရပေါ့နော်ခြေစံပွဲလေးအဲ့ဒီအတွက်ကိုပြင်ဆင်နေကြပါတယ် ထိုင်းပွဲအတက်ကိုပြင်ဆင်တယ်ပြီးတော့ထိုင်းပွဲကနေဟိုစီကင်းအတက်ကိုပြင်ဆင်ကြတာပေါ့ဒါနဲ့မနေ့ညကျူစားနေရကျွန်မကတော့ဒီအဲဖူဆယ်ကအဲနည်းနည်းဟိုခုမှနည်းနည်းတိုးတက်လာတာပေါ့နော်တိုးလာလာတဲ့အခါမှာညီမအနေနဲ့ကတော့ပြောချင်တာအကောင်းဆုံးညီမကိုစူးစမ်းခဲ့မယ်ကာလာတစ်ခုဝင်အောင်လည်းညီမကိုစူးစမ်းခဲ့မယ်ဟုတ်ဟိုလိပွဲတွေမှာဆိုရင်တော့တသင်းတသင်းတွေ့ရင်တော့ကြမယ်ချမယ်ပေါ့နော်ဘာညာအခုတို့ကြတော့တငယ်ချင်းတွေလိုပါပဲတိုင်းမယ်အခုဖေးမှပြီးတော့တောင်းတောင်းတိုင်းပင်ဆွေးနွေးပြီးတော့စီစီလုံးလုံးရှိအောင် ကြိုးစားနေကြရပေါ့။ဘယ်ရောကြာအတင်းရဲ့စီနီယာရှီကဘယ်မျိုးတွေတင်ပြည့်ပေါ့။ဟိုအတက်ငယ်ဆုံးဆို။အာအများကြီးတင်ပြည့်ဖြစ်တာပေါ့။မားနေရင်လည်းစီနီယာတွေကအများတမ်းပြောပြတာပေါ့။အများတမ်းဒီလိုပါပဲ။ဘယ်လိုဆိုကြီးရင်ရမ်းချစ်ကြတယ်။ရန်ဟိုအဲ့တော့ရိုင်းတင်ရပါတော့သူရှိရကိုးရီဘယ်လောက်ဘယ်လောက် ညီမပါတယ်အခုအများကြီးသူတိုးတက်လာတယ်အရင်ပြောင်းလဲလာတယ်ဗောနော်။ဆိုညီမတကယ်လို့ရွေးခန့်ခဲ့ရရဆိုလို့ရှင်ဒါကိုကစီနီယာတယောက်ဖြစ်နေပြီစီနီယာတယောက်အနေနဲ့ဒီအငယ်လေးကိုအကောင်းမွန်နဲ့ဆွဲခေါ်မယ်အပြောရှင်လည်းစီစဉ်ရုံနဲ့ဗောနော်ကွင်းပြင်ကွင်းပြင်ရောအကောင်းဆုံးစူးစမ်းပြီးတော့ရှေ့ဆက်ပါမယ်ဟုတ်။အများကြီးလောက်တာဗောထိုင်နေမှာလည်းအများကြီးတိုးတက်လာတယ်မြင်ပါတယ်ဟုတ်။ ဘူးတွင်းရခက်တာရင်ဆိုင်ပြလို့ရှိရင်ခက်တာပေါ့အခြေကြီးဆိုတော့ခက်ရခက်တယ်အပေါ်ပေါ်တွေကရင်ခက်တယ်ဒီလိမှာပြင်ဘူးတွင်းရခက်တယ်ခက်တယ်နေမှာမမကန်တဲ့နေရောဘရင်ကကန်တတ်တယ်ဆိုတော့ပေါ့နော်အဲသူ့စီဘောလုံးရောက်ပြီဆိုရင်အမြဲတမ်းမျောလင့်ထားတယ်သူအမြဲတမ်းကန်ဖို့ ready ရှိတယ်ဆိုတော့အတိတော့သူ့စီကလာမဲ့လို့အမြဲတမ်းကြည်နေရတယ်ပေါ့အဲလိုမျိုးပြင်းစင်းပြပါတယ်။နှစ်ယောက်စလုံးစူးစမ်း training မှာလဲပေါ့နော်မနက်ညရေ training စင်းပြီးတော့နှစ်ယောက်စလုံးစူးစမ်းရတာဖြစ်တဲ့အတွက်ကြောင့် ်တရားနဲ့တရားကိုဒီလိုအသင်းလဲစီးလုံးမှုရှိနေပြီပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီနိုင်ငံအသင်းမှာမျောလင့်ပါတယ်စုရမယ်လို့အများကြီးမျောလင့်ပါတယ်ဘာလို့လဲဆိုတော့အကိုကအချိန်ကန့်သွင်းတာအချိန်ကြာတယ်လေအများကြီးပြင်ဆင်ခွင့်ရတာပေါ့အချိန်ရလုံးအကောင်းဆုံး training လုပ်မှစီးကိန်းမှာပေါ့ပြန်လာရင်ဆွေးကြိုးနည်းနည်းပြန်လာမလို့ဆွေးဆွေးကြိုးလေးဆွေးပြီးတော့ပြန်လာမယ်နေပေါ်မှာပေါ့အိမ်ပေါ်ချင်းဒီပေါ့ဒီလေးစင်ကိုအများကြီး အားပေးကြပါလို့အကူကွင်းကြီးရလည်းအများကြီးပေါ့အောင်မြင်မှုရရတော့အများကြီးအောင်မြင်အခုဖူစေကိုလည်းအများကြီးပြိတ္တအားလူတာပေါ့ပဲတော့အမေကြောင့်အများကြီးအားပေးပါကြအပေးကြပါအပေးကြပါဟုတ်ရအောင်တို့ပွဲကစားတဲ့ခါကျရင်ပေါ့အားပေးပါပေါ့နော်နောက်ပြီးလိုအပ်ချက်လေးတွေကိုလည်းထောက်ပြပေးပါပေါ့နော်ဟုတ်နောက်ပြီးစီဂိမ်းမှာပါထပ်ပြီးတော့ဆက်လက်ပြီးတော့အားပေးပါလို့ ပြောချင်ပါတယ်အဲကျေးဇူးအများကြီးတင်ပါတယ်ဒီညီမကိုကြီးမာရောပဲအခုလက်ရှိကွင်းအဲဒီဖူဆယ်မာရောပဲเนาะအားပေးကြပြည်သက်တွေရှိတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်နောက်အဲတကယ်လို့များပေါ်စီးကိန်းပါခဲ့ရဆိုလို့ရှိရင်ဒီထက်ပို့ပြီးတော့အားပေးကြပါဘူးလို့ပြောချင်ပါတယ်ဟုတ်ပါ